Channel အတူတဲ Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ ကျမတို့ Adulay Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတဆောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့စေနေ့တင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။ အရင်ကအသီးနှောက်ဖွဲ့ရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပာများကိုဆရာကဆက်လက် ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့ မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကို နားလေတိခန့်ခွင့်လွှတ်ပေးပါယံဤနေရာကနေပြီးတော့အရင်ဦးဆုံးဖတ်ပြပေးပါမယ်ရှင့် ဟုတ်ကဲ့ပထမဦးဆုံးမေးလာတာကတော့အကောင့်ပိုင်ရှင်ဦးစံဦးကမြင်းမြတ်လာတာပဲဖြစ်ပါရဲ့ရှင်။သူမေးထားတာကတော့ဆရာတဲ့ကျွန်တော်ကတရားအားထုတ်နေတဲ့ယောဂီပါတဲ့။အားထုတ်လာတာနဲ့ကြာလာတာနဲ့အမျှပေါ့နော်။ဒီကနေ့ထင်ပေါ်ကျော်ကြားနေတဲ့တချို့သောယဟန်တော်တွေရဲ့ပြုမှုပြောဆိုနေထိုင်ပုံတွေကိုစိတ်တိုင်းမကြဖြစ်ရပါတယ်တဲ့။ဒီလိုမျိုးစိတ်မျိုးဖြစ်တာကပေါ့နော်မကောင်းမှန်းလည်းသိပါတယ်တဲ့ဒါဘလူးနှလုံးသွင်းတဲ့နယ်ဆိုတာကိုသိလိုပါတယ်ခင်ဗျာဆိုပြီးတော့မေးမြန်းထားတာပါဆရာ။ ကျွန်တော်အခြေခံမြင်လေးအရင်ပြောမယ်ပေါ့နော်ဟုတ်ကဲ့အာယုံ၅ဖြင့်ပေါ့ជីညိုဝယ်ကောင်းတဲ့ယဟန်တွေရှိတယ်တချို့ជីညိုဝယ်မကောင်းတဲ့ယဟန်တွေရှိတယ်ဒါအခုမှမဟုတ်ဘူးနော်မြတ်စွာဘုရားရှင်လက်ထက်တရားရှိတယ်အခုလည်းရှိတယ်နောက်လည်းရှိဦးမှာပဲနော်အာယုံကတော့အမျိုးမျိုးရှိမယ်အဲ့တော့ဒီနေရာမှာပြောချင်တာကជីညိုဝယ်ကောင်းတဲ့ယဟန်တွေကိုမြင်တွေ့ရတဲ့အခါជីညိုနိုင်တယ်ဆိုတာတော့ဒါအထူးဆန်းမဟုတ်ဘူးဒါသာမန်တရားများပဲရှိတယ်နော်ជីညိုဝယ်ကောင်းလို့ជីညိုတာပေါ့ជីညိုဝယ်မကောင်းတဲ့ ယဟန်တော်တွေရှိတယ်တချို့ပฏิပတ်အာနယ်လို့နော်ပฏิရတော်ရှိမယ်ပฏิပတ်အာနယ်လို့ဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုရတော့တန်ခါကုံကိုကြီးမှန်းပြီးတော့ကြီးညိုနိုင်နေဆိုရင်ဒီသဒ္ဓါကလည်းလည်းမြင့်သွားပြီဒါကိုစာနဲ့ပြောရင်တော့ဩကပနသဒ္ဓါလို့ခေါ်တယ်သဒ္ဓါ၄မျိုးရှိတာပေါ့နော်သဒ္ဓါသဒ္ဓါဩကပနသဒ္ဓါအာဂမသဒ္ဓါအဓိကမသဒ္ဓါလေး၄မျိုးရှိအဲ့တော့ဩကပနသဒ္ဓါအဆင့်ရောက်သွားပြီဆိုရင်သူကညာနဲ့တမ်းမြုပ်ဖြစ်သွားတယ်ညာဉာဏ်ရှင်နဲ့သဒ္ဓါဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်သူကစံကျင်မဲ့တရားတွေကိုမတုံ့လောက်တော့ဘူး အဲ့ဒီဆရာနော်မတုံလို့တော့အဲ့တော့ဥပမာအနေနဲ့ပြောရရင်ဗျာလူတယောက်ကရေးစားနေတယ်ပေါ့ဟုတ်ကဲ့ရေကန်ကိုလည်းတွေ့တယ်သို့တော့အဲ့ရေကန်ကမှော်အတိဖုံးနေတယ်အခြားနီလန်းလည်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကရေတောက်ချင်ဒီမှော်တွေကိုဖယ်ပြီးတော့တောက်အောင်ပါပဲသူနည်းတူစွာပဲယဟန်တော်ကြီးညူကြတာပဲဒီတော့ကြီးညူပဲမကောင်းတဲ့ယဟန်နဲ့တွေ့တဲ့အခါကိုကလည်းယဟန်ရဲ့တန်ခါကုံကိုကြီးညူတယ်ဆိုတာခုနကပြောသလိုမော်ဒီဖယ်ပြီးတော့တောက်အောင်ပါပဲပေါ့နော်အခြားနီလန်းလည်းမရှိဘူး ါကြောင့်သူကညာနတ္တမယုတ်တရားဖြစ်တယ်စံကျင်ဘက်တရားတွေကိုတုံ့လုံမှုမရှိဘူးပေါ့အခုမေကွန်းမေးတဲ့ပုဂ္ဂိုလ်ကတရားအထုတ်နေတဲ့ယောဂီလို့ခုနပါတယ်ပေါ့နော်အဲ့တော့တရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်နာရမယ်အာဖရိကာနီးယားတရားတွေမှာတန်ဃာတော်၌ယူသေးရမည်ဆိုတဲ့အချက်တစ်ချက်ပါတယ်အဲ့ဒါသတိပြုရမှာပေါ့နော်တန်ဃာကိုပြမမိကြရပါလိမ့်ဆိုရင်တရားမတက်ဘူးဖြစ်တတ်တယ်နော်အဲ့ဒါကိုသတိပေးလိုတာပေါ့နောက်တစ်ချက်ကျွန်တော်သင့်ပြောလိုတာကတော့ဒီကနေ့ဗုဒ္ဓဘာသာဝင်နေတာတရားသိမနှဲကြအောင် ဓမ္မနဲ့တရင်တဏီရှိကြတာပေါ့အဲ့ဒါလိုတရားသိမနေတာတရင်တဏီရှိကြဓာတိကြီးဖြစ်တဲ့အတွက်ကိုယ့်ကိုယ်ကိုတရားရှင်လို့ထင်နေကြတာများတယ်အမှန်တော့သိရသိရပဲရှိတယ်ကျင့်တာတစ်ပိုင်းသိတာတစ်ပိုင်းပေါ့နော်သိပြီးတော့မကျင့်သေးရင်လူစလောက်ခီးမပေါ့ဘူးပေါ့အဲ့တော့အသိရသိအကျင့်အကျင့်ပေါ့စာပေချမ်းကန်ဒီဟာသိအောင်ပဲကုညီပေးနိုင်တယ်သူတို့ကဝင်ကျင့်ပြီးမှမဟုတ်ဘူးကျင့်ရမှာကိုယ့်ကကိုယ်ပဲကျင့်ရမှာနော်အဲ့ဒါကြောင့်ဒါလေးကိုအထူးသတိပြုစီလိုတယ် ဒီတော့ကျွန်တော်တို့အာယုံပိုင်းမှာပြန်ပြီးတော့ကောက်မယ်လို့ဆိုရင်စာပေရှိကြပါတော့အကျဉ်းသေးသည်ဘုဒ္ဓတရှိပညာရှိစာပေကျမ်းကနှက်ဆိုင်စာချကောင်းကြီးတရားဟောကောင်းကြီးစာရေးကောင်းကြီးပေါ့နော်ယာတုထန္တန္တရကောင်းကြီးပေါ့သို့တော်လည်းဆောင်းထိတ်မှုသီလကမရှိထို့သူသည်ရေမရှိသောကံနှင့်တူ၏အတိမတိသောသစ်ပင်နှင့်တူ၏အတိမချိုသောသစ်ပင်နှင့်တူ၏ဒါဟိုဓမ္မစာပေထဲမှာပါတယ်ပေါ့နော်သတိထားရမယ့်ဟာတွေပေါ့ ။ဒါကြောင့်ကျွန်တော်တို့ကအကမယုတ်တိနဲ့ပဲကြည့်ကြည့်၊သဘာဝယုတ်တိနဲ့ပဲကြည့်ကြည့်၊ဒါရကယုတ်တိနဲ့ပဲကြည့်ကြည့်၊ဒေသနာယုတ်တိနဲ့ပဲကြည့်ကြည့်၊ယုတ်တိ၄ပါးနဲ့ပဲကြည့်ကြည့်ပေါ့နော်။ကြော်ဤမကြော်ဤဆိုတာတဲ့တော်ဤမတော်ဤ၊ဖြောင်းဤမဖြောင်းဤကဘို့အရေးကြီးတယ်။ဒါကြောင့်သူမိကုန်းထဲမှာပါတဲ့အတိုင်းပေါ့နော်။တိုင်းကြော်ပြည်ကြော်ဟလားပုဂ္ဂိုလ်ပင်ဖြစ်လင်ကစားတော်ဤမတော်ဤဖြောင်းဤမဖြောင်းဤဆိုတာအဲ့ဒါကဘို့အရေးကြီးပါတယ်။ကြော်ကြတာကတော့အရေးမကြီးဘူးပေါ့နော်။ဒါကြောင့်အဲ့လိုသူကသူဘလောက်ပဲကြော်ကြော် ကြီးညိုပွဲလေးစားပွဲအကြပွဲပုံကိုဖြစ်ချင်းမှဖြစ်မယ်တဘာဝတရားကအဲ့ဒါလိုဖြစ်တဲ့အတွက်ယောနိသောမနတိကာရပေါ့နှလုံးသိမ်းမှန်သွားနဲ့ပဲအဲ့ဒါလိုမျိုးပဲရှုမြင်ကြပါလို့ဖြေကြလို့ပါတယ်ဟုတ်ကဲ့ပါဆရာဒါတရားအထုတ်နေတဲ့သူဆိုရင်တော့ဒီတန်ခါကိုအဲကြီးညိုရမယ်ဆိုတဲ့အချက်လေးကိုတော့လည်းခရူဆိုင်ရမှာပေါ့နော်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမမေဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ အခုလိုမျိုး online ဓမ္မအမေဒီအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်